ရန်ကုန်မြို့သူဝနာ Eastern Yangon Event Park မှာ Normal တရက်နဲ့နှစ်ရက်ညတွေတုန်းကကျင်းပခဲ့တဲ့ Overflow Festival ဖြောပြပွဲမှာ State Symbol ကနေကွန်တုံးဝီရင်ညဉ့်ဉန်းစကလုံးတွေပြောဆိုခဲ့တဲ့ Wink Owen Skida အဖွဲ့ရဲ့ rapper ဆိုတော့ Wink ကိုစစ်ကောင်စီတပ်က Normal 3ရက်မှာဖမ်းဆီးသွားတယ်လို့ဤဆက်သူတွေကနေသိရပါဗျ။အစိုးရကိုဖမ်းဆီးဖို့စစ်တပ်ထောက်ခံသူတွေနဲ့မန္တလေးကသာသနာတန့်ရှင်ရေးဝီတော်တနေအဖွဲ့ကဆရာတော်တွေကလုံခြုံကြတာဖြစ်ပြီးလူမှုကွန်ရက်မှာလည်းဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့အတွက် စစ်တပ်ကဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာတော့သူ့ကိုပုံမှန်၃ခုနဲ့တရားစွဲထားတယ်လို့နှီးဆက်သူကပြောပါဗျ။စစ်တပ်ကနိုမာလ၃ရက်မှာအဲ့ဒီအဆိုတော်ကိုဖမ်းဆီးသွားပြီဆိုတဲ့အကြောင်းစစ်တပ်ထောက်ခံသူအဆိုတော်ယုံလေးကလည်းသူ့ရဲ့လူမှုကွန်ရက်ကနေတစ်ဆင့်မျှဝေထားပြီးတော့ဗမာထိန်းသိမ်းထားပြီးဘယ်ပုံမှန်တွေနဲ့အရေးယူမဲဆိုတာကိုတော့အသေးစိတ်မသိရှိရသေးပါဘူး။ Overflow Festival ဖြော်ပြပွဲကျင်းပသူတွေကလည်းအဲ့ဒီအဆိုတော် Wink နဲ့ Bagu Bang ကိုလက်တွဲဖြုတ်လိုက်တယ်လို့ Normal 3ရက်မှာအသိပေးခဲ့ပါတယ်ရှင်။